လိုင်မန်းမသိမလိုင်မန်းမသိတဲ့မျက်မှန်အကြီးကြီးတွေဝင်နေလို့လူပြောများနေတဲ့နေတူဇနီးတဲစုမြတ်ရွှေပရိသတ်များအလုံးမဲမိင်္ဂလာပါရှင်အေဂရစ်ဒိုင်ယာရီကနေပြလဲကြိုးစောလိုက်ပါတယ်မျက်မှန်နဲ့ပတ်သက်ပြီးလူပြောများနေတာကတော့ကျမတို့အားလုံးရဲ့အချစ်တော်တနင်္ဂနွေလုံးကပရိသတ်တွေရဲ့အသေးစွဲမင်းသားကြီးနေတူရဲ့ချစ်ဇနီးကျော်လေးတဲစုမြတ်ရွှေပဲဖြစ်ပါတယ် တဲဆုံမြတ်ရွှေဆိုတာနဲ့ပြည်သက်တွေကနိုင်ငံကျော်မင်းသားတယောက်ရဲ့အချစ်ကိုပိုင်ဆိုင်ထားနိုင်ခဲ့တယ်။ကံကောင်းသူလေးအမျိုးသမီးတူကြီးရဲ့အားကြခံရသူတယောက်ဖြစ်နေတည်ကြပါရယ်။လက်ထပ်ပြီးနောက်ပိုင်းမှာလည်းခင်မုံဖြစ်သူအပေါ်မှာလူလေးသေးမရှိအောင်ကြိုးစားပြီးတော့ပါရမီဖြည့်ဘက်ကောင်တယောက်ဖြစ်နေရည်တည်ပေးနေသူပါ။ကိုနေတိုးရဲ့ရုပ်ရှင်ရိုက်ခွင်းနေတဲ့အမြင်နဲ့လိုက်ပါပြီးတော့ဘေးကနေအားပေးနေတတ်တာတဦးရေတော်သားလေးဂုံရှင်တို့အတွက်လည်းမိခင်ကောင်တယောက်ဖြစ်နေတာဝန်ကြီးဝင်နေတာတွေကသူမကိုဇနီးကောင်မိခင်ကောင်တယောက်ဖြစ်နေအားလုံးကအတိမတ်ပြုထားစေပါရယ်။ ဒီလိုပြည်စုံတဲ့အရေးချင်းတွေပြင်နိုင်ငံကျော်မင်းသားတယောက်ရဲ့ဇနီးအဖြစ်အမြဲတမ်း fashion ကြကြစမတ်ကြကြနေထိုင်တတ်သူတယောက်အဖြစ်လည်းနာမည်ကြီးတာပါဒါပေမဲ့အခုချိန်မှာတော့ပရိသတ်တွေကြားမှာအတန်တွေညံသွားစေခဲ့တဲ့အကြောင်းအရာကသူမရဲ့အဲ့ဒီ fashion ကြလာပါတယ်ဆိုရင် accessory တွေတွေကမျက်မှန်ပဲဖြစ်နေပါတယ်အခုနောက်ပိုင်းသဲဆွမျက်ရွှေတယောက်လူမြင်ကွင်းကိုထွက်တဲ့အခါတိုင်းမှာအမျိုးအစားစုံလင်တဲ့မျက်မှန်ဒီဇိုင်းမျိုးမျိုးကိုစတိုင်ကြကြဝှေ့ဆင်လာတာတွေ့ရပါတယ် ဒီလိုနဲ့တပြေးပြေးနဲ့လူတွေရဲ့ပါဇက်ဖြာမှာနေတိုးရဲ့ဇနီးကတော့ဒုတိယဟင်းဝင်ရံပဲဆိုပြီးတော့နောက်ပြောင်တန်လေးတွေထွက်ပေါ်လာတဲ့အထိပါပဲဟုတ်ပါတယ်ကျမတို့နုပညာလောကမှာမျက်မှန်ပရင်လို့တင်စားရလောက်အောင်ဘယ်သောသောမျက်မှန်တက်လိရှိသူကတော့မင်းသားကျော်ဟင်းဝင်ရံမှာအခုတော့တဲဆုမြင့်ရွှေကအဲ့ဒီနေရာကိုအမျိုးသမီးတယောက်အနေနဲ့စိန်ခေါ်သလိုဖြစ်နေတာပါဒီနေရာမှာပရိသတ်တွေရဲ့ဝေဖန်မှုတွေထွက်ပေါ်လာရတဲ့အကြောင်းရင်းကသူမရွေးချယ်လိုက်တဲ့မျက်မှန်ဒီဇိုင်းတွေနဲ့ပတ်သက်တာပါပရိသတ်တွေရဲ့ပြောစကားအရဆိုရင်တော့တဲဆုမြင့်ရွှေရဲ့မျက်မှန်လေးကတည်တည်တွယ်တွယ်လေးနဲ့ချက် ဆရာကောင်းပေမဲ့သူတက်လိုက်တဲ့မျက်မှန်ဒီဇိုင်းအကြီးကြီးတွေကမျက်နှာနဲ့လိုက်ဖက်မှုမရှိဖြစ်နေရဲဆိုတာပါပဲ။တချို့တွေကဆိုရင်မျက်မှန်ကြီးကမျက်နှာတစ်ချမ်းလောက်ကိုဖုံးနေတာပဲဆိုပြီးတော့ပြောဆိုနေကြပါတယ်။ဆိုလိုတာကသူမရဲ့မျက်နှာလေးသေးငယ်ရတဲ့အထင်းမှာတက်လိုက်တဲ့မျက်မှန် frame ကြီးတွေကအရန်ကိုကြီးပြီးတော့ထင်းနေရကြောင်းမူလရှင်ရင်ဆွဲအလှကိုတောင်ဖုံးလွှမ်းသွားစေတယ်။မျက်နှာနဲ့မျက်မှန်ကဘောင်းမဝင်ဘူး။လိုက်မှန်းမသိမလိုက်မှန်းမသိဖြစ်နေရဲလို့ဆိုလိုကြတာပါ။ဒါပေမဲ့တစ်ဖက်ကပြန်ကြည့်မယ်ဆိုရင်တော့ fashion ဆိုတာဘောင်းခက်ထားတဲ့စီမင်းစ ီးကန်းတွေထဲမှာနေရမှာလား oversize glasses တွေဆိုတာကလည်းကမ္ဘာ fashion trend မှာရေးပန်းစားနေတဲ့ design တစ်ခုပါဒီတော့အသေးစုမျက်ရွှေရဲ့ရွေးချယ်မှုက fashion trend ကိုမျှောင်လိုက်ပြီးတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ဝတ်ဆင်ထားတာလို့ပြောလို့မရတာလား fashion ဆိုတာသူများရဲ့မြင်မှာလိုက်ဖက်တာကိုဝိစင်တာလားဒါမှမဟုတ်ကိုကြိုက်တာကိုသဘောကျတာကိုယုံကြည်မှုရှိရှိဝိစင်တာလားဆိုတဲ့မိကုန်းတစ်ခုကိုမွေးဖွားလိုက်တာပါ ကယ်ပရိသတ်ကြီးတို့ကရောဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြပါသလဲတဲစုမျက်ရွှေရဲ့မျက်မှန် fashion ကတကယ်ပဲသူမျက်နှာလေးနဲ့မလိုက်ဖက်ဘူးလို့ဝေဖန်နေတဲ့တန်တွေကိုထောက်ခံပါသလားဒါမှမဟုတ် fashion ဆိုတာကိုယ့်ရဲ့ confidence ပေါ်မှာပဲမူတည်တာလို့သူကြိုက်တာသူဝိတာအမိုက်ဆုံးပဲလို့မြင်ကြပါသလားပရိသတ်တို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်